ညာတိုင်းညာတိုင်းသကောင်းကြောပြီးဆိုလို့ရှိရင်နတ်ပြည်ကနတ်တိမြမတွေဟာမြတ်စွာဘုရားဆီရောက်ရှိလာကြတယ်။ယင်းတဲ့ကတိလို့တဲ့ဆန္ဒတွေနဲ့မိကုံမိကြတာဖြစ်တယ်။နေပိုင်းမှာဆိုရင်လူသားတွေချိန်ပေးရသည့်အတွက်ကြောင့်နတ်တွေဟာလူပြည်ကိုဆင်းလာနိုင်ခြင်းမရှိဘူး။လူသားတိတ်ဆိတ်လို့ ရတဲ့ကောင်ကြော်ပြီဆိုရင်တတိဟာခွင့်ရရပြီရှုတည့်ရဲ့မြတ်စွာဘုရားရှေ့မှာဘွားကနဲ့ပေါ်လာကြပြီသူတို့တိလို့တဲ့မိကွန်းညီမေးကြတာဖြစ်တယ်နတ်တွေပဲဖြစ်ဖြစ်မြမာတွေပဲဖြစ်ဖြစ်လူပုံလူလောကနဲ့ဆက်ဆက်ပြီးတော့နေကြတာသူတို့ဘွားတွေကဘလို့ဆက်ဆက်တာတော့ဆိုလူဘွားမှာကုသကောင်းမှုလုပ်ကြတဲ့ပုဂ္ဂိုလ်တွေကနတ်ပြည့်ရောက်ကြတာ တရိษံကနတ်ပြည့်ရောက်တယ်ဆိုတော့မရှိဘူးတော့မဟုတ်ရှိအလွန်ရှားတယ်ပေါ့နော်အဲတော့နတ်ပြည့်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေဟာလူပြည့်မှာအချိန်ခံပြီးတော့နတ်ပြည့်ရောက်သွားကြတာဖြစ်တော့ကြောင့်လူဘုံနဲ့နတ်ဘုံမှာဆက်သက်မှုတွေကြီးမားတယ်လို့ပြောလူဘုံတို့ကကုသကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာနတ်ပြည့်ပြမပြည့်ရောက်ကြတမန်ဒါနကောင်းမှုတို့သီလကောင်းမှုတို့လုပ်တဲ့ပုဂ္ဂိုလ်တွေဟာနတ်ပြည့်မှာဖြစ်နိုင်ကြတယ် ဒါနသီလတဲ့ပုံလွန်ပြီးတပတ်ကျင့်စဉ်ကိုအောင်အောင်မြင်မြင်ကျင့်လို့ဇန်တရားရသွားပြီဆိုရင်ဖြစ်မဘုံထီအောင်တက်လန်းသွားကြတာဒါလည်းလူပြေကသွားတာပဲဖြစ်တယ်ပေါ့ဒါကြောင့်လူဘုံနဲ့ဘုံမြမဘုံဆိုတာအကြောင်းအကျိုးအဖြစ်ဆက်ဆက်နေကြတယ်ဥပမာမဲမြန်မာလူမျိုးတွေကနိုင်ငံခြားသွားပြီးလုံလို့ကြတယ်ကိုယ်စာတိပြေဖြစ်တဲ့မြန်မာပြည်ကိုပြန်ပြီးတော့ တတိယချက်မှာပဲပဲပုဂ္ဂိုလ်ပဲဖြစ်ဖြစ်မြတ်မပြေကိုအခြေခံပြီးတော့နိုင်ငံညမှာကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေရှိသလိုတန်ခါညမှာအခြေခံပြီးတော့မြတ်မပြေမှာကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေလည်းရှိကိုယ်ရှင်ပြေတဲ့ဘဝကိုယ်ခြေပြုခဲ့တဲ့ဘဝပြန်လေဆက်သက်မှုဆိုတာထုံတဲ့ဆန္ဒတစ်ခုလိုပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့တတိဟာ ဖျားပွင့်လာတဲ့အခါမှာသူတို့အတွက်ကောင်းကျိုးချမ်းသာရဖို့ဆိုလူတွေတဲ့ပိုအာရုံစိုက်တယ်လို့ပြောမှဖြစ်တယ်လူတွေကတော့ဒုက္ခဒုက္ခချမ်းသာလိုက်ဆင်းရဲလိုက်နဲ့လူဘဝဟာဆင်ပြေလိုက်မပြေလိုက်နဲ့ဘဝမှာဒီလိုနေကြတာအစဉ်တစိုက်အစဉ်ပြေနေတယ်ဆိုတော့မရှိကြဘူးပေါ့ နတ်တိကျတော့ဒီလိုမဟုတ်ဘူးသူတို့ကခြံသာဒုက္ခများတဲ့ပုံဖြစ်လာဖြစ်လာသည့်အတွက်ကြောင့်ကုသကံရဲ့အကျိုးတရားကိုသူတို့ကပို့ပြီးတော့ခံစားကြရတယ်နတ်တိရဲ့ပုံကိုနတ်လောကနတ်တိရဲ့အခြေအနေကိုမျက်စောပြကကမ္မဖလူပစီဝီကံတရားကိုမှီပြီးတော့သက်ရှင်တဲ့သဘောမျိုးလို့ဒီလိုဟောတာနော်လုံလဝီရိယထုတ်ပြီးတော့ သူတို့ဟာစောင်းဝန်းနေရေးအတွက်ကြိုးစားကြတာမဟုတ်ဘူး။ကံကောင်းရင်ကောင်းသလိုဆိုတာကြိုးစည်းပွားကိုခံစားကြလူတွေကြတော့အဲ့လိုမဟုတ်ဘူး။ကံကြီးယုံမဲ့ဖွဲ့လို့မရဘူး။လူတွေကြတော့ကြိုးပမ်းအထောက်မှုနဲ့ပေါင်းဆက်ရတယ်။ကံကောင်းလို့ရတယ်ဆိုတာတော့မွေးရတဲ့တစ်ထည့်အိမ်ဖြစ်တဲ့ပုဂ္ဂိုလ်မျိုးတွေပေါ့နော်။ အလိုပုဂ္ဂိုလ်မျိုးကျတော့ကံကောင်းတယ်လို့ပြောအောင်သူတို့ကိုယ့်ကိုယ်ကိုကိုယ်ကရင်ကြိုးစားအထုတ်ခြင်းဖြင့်လူ့ဘဝမှာချမ်းသာကြွယ်ဝသွားကြတဲ့ပုဂ္ဂိုလ်တွေရှိတော်လူတွေရဲ့ဘုံဘဝကိုမြတ်စွာဘုရားကဥထာဏဖလူပစီဝီဥထာဏဖလဆိုတာဥထာဏဆိုတာလုံလဝီရဲ့တက်တက်ကြွကြွကြိုးစားအထုတ်တဲ့ဖလကအကျိုးတရားဥပစီဝီကမိပြုပြီးတော့သက်ရှင်ရတယ် လူဘဝဆိုတာကြိုးစားမှယုံကံမှထက်တန်းရောက်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။မြားစုဒီလိုဟောတာ။အဲ့တော့နတ်တွေကတော့ကံဤကျိုးပို့ပြီးတော့သိကြ။ဒါကြောင့်မို့လူဘုံလောလောကကိုနတ်တွေကအမြဲတမ်းကဲခတ်နေကြ။တရားမင်းကြီးစီလူလောကရဲ့အခြေအနေတွေကိုဥပုပ်နေတိုင်းလို့လို့အစီရင်ခံစားတက်ကြရတယ်ပေါ့သူတို့မှာ။ နတ်သဘင်စီဝေးရောက်တန်းရောက်တန်းလူပြည်ကလူတွေဟာကုသကောင်မှုပြုကြရလားဆိုတာကိုမြေရန်ကဲခတ်တရင်ယူကြတယ်။ဘာကြောင့်တရင်ယူတာတော့လို့ဆိုလူပြည်ကလူတွေကုသကောင်မှုပြုတ်တဲ့လူတွေများမှနတ်ပြည်မှာစီကားတာဖြစ်တယ်။ကုသကောင်မှုမပြုကြဘူးလူတွေကမေးမေးလျော့လျော့ဒုစရိုက်တွေလွှမ်းမိုးနေပြီဆိုရင် နတ်ပြည်ကတဖြည်းဖြည်း၆ကတ်သွားတယ်လို့နတ်ဥယျာရောပါပြီဖဲသွားစီးနေတော့ဆိုအပဲလေးပုံသွားစီး